ယခုရှိမြမဲ့သင်ခန်းစာကတော့ DVD ချက်တဲ့ကိုကွန်ပျူတာထဲကနေပြီးတော့ data ချက်လက်များကူးယူဖြစ်ပါတယ် new banding software ကိုအသုံးပြုပြီးကူးယူမှာပါ DVD ဘုံနဲ့ကို DVD အချက်လွတ်တစ်ချက်ထည့်ပါတယ်ဒါဆိုရင်ဒီ box ပေါ်လာမှာပါ new banding software ကိုတော့အစင်းသင်း install လုပ်ထားပါမယ်ယူလိုက်ပါတယ် DVD ချက်များကူးရတဲ့နေရာမှာကူးနိုင်တဲ့ပုံစံ format အမျိုးမျိုးကိုဖော်ပြပေးထားဖြစ်ပါတယ် DVD copy ကတော့ DVD ချက်လုံးကို copy ကူးဖို့ဖြစ်ပါတယ် ဒါတော့ DVD ဗီဒီယိုပါဗီဒီယိုဖိုင်လေးကို DVD ဗီဒီယိုအခွေဖြစ်အောင်ပြောင်းလဲကူးနိုင်ပါတယ် DVD IN ဆိုတော့ data ချက်လက်များကူးဖို့အတွက်ပါ DVD ပြင်ကို VCD format လည်းရှိပါသေးတယ် CD format ပေါ့နော် CD format မှာလည်းသူ့မဆန်းတဲ့သူပေါင်းပါတယ်ပုံမှန်ဖြစ်ကြတော့သုံးတာ data ချက်လက်ပါ DVD ဘုံပြန်ယူလိုက်ပါတယ်ခုပြောရှိတာ step multi session နဲ့ no multi session မှာအဲ့မှာဒီကတော့ DVD ခြေထဲကိုထပ်မံပေါင်းထည့်ကူးလို့မရအောင်ခါတဲ့အပီးပိတ်ပြီးကူးတာဖြစ်ပါတယ် နိုးမတီဆက်ရှိရတော့ဒေတာများဒီဗီချက်ဘောကူဗီတိုင်အောင်နောက်ထပ်တစ်ခုထည့်လို့ရပါသေးတယ်ဒေတာချက်လက်များရင်တော့တက်မှာဒီဆက်ရှင်မှာယူရပါလေနောက်ထပ်ဒေတာချက်လက်များထည့်တော့ပါဦးနီယူပါဒီထဲကိုဒေတာဖိုင်များဖွင့်ထည့်ရမှာဖြစ်ပါလေမပြောရှိရဘာသာပတ်ကိုလည်းလို့မမြင်ရရင်တော့ Julia browser မှာပြန်ဖွင့်နိုင်ပါလေအစင်းကြီးချရတဲ့ Dispo Master ဖိုလာလေးကိုဖွင့်လိုက်ပါလေမိမိတို့ရဲ့ဖိုင်ကိုသူမျိုးဆွတ်ထည့်လိုက်ပါလေ ဒါဆိုရင်တော့ရောက်သွားပါပြီ။ DVDA က4.7 kit လွတ်တယ်လို့ရေးထားပါတယ်။မန်နေကတော့4.2လောက်ပဲထည့်လို့အဆင်ပြေပါတယ်။မကာဘိုက်များရင်တော့ဒီညလေးမှအညောင်လေးပြနေမှာပါ။ထပ်ထည့်လို့များတော့လို့3ပေးရဖြစ်ပါတယ်။ DVD check ရဲ့နာမည်ကိုကြောင်းပါမယ်။ designer 4ပါနာမည်ပေးတာပါစလုံးကြီးတကတော့15လုံးလောက်ပဲရမှာပါဘန်းကိုနှိပ်ပြီးတော့ဒီချက်ကိုစတင်ကူယူနေပါပြီ ဒေတာချက်လက်များရင်10မိနစ်တော့ကြာပါလေဒါဆိုရင်တော့ DVD ချက်လို့ပေါ့ဘူးဒေတာချက်လက်များကူးထည့်တာပြီးဆုံးပါပြီဆက်ပြီးတော့လေ့လာပါ